ဒီတစ်ခါမှကြတော့ဒီမှာအလှပနဲ့ပတ်သက်ပြီးတော့လိုဝဲချက်လေးပြောပြပေးမယ်ပေါ့နော်အဲ့တော့ဗာလဲဆိုတော့အဓိကဟိုပုံမှန်ပေါ့ဒါမင်းကလေးတွေအတွက်အလွယ်တကူသုံးလို့ရတဲ့နီလန်းလေးတွေပေါ့နော်အဲ့ဒါဗာလဲဆိုတော့ကိုကလိုင်နာက၆သွားပြီလိုင်နာက၆သွားပြီမရှိတော့အဖေကလည်းသွားရတော့မယ်ဆိုတဲ့အခါမှဆိုရင်ဗာလုပ်လို့ရလဲဆိုတော့မက်စကာရာကိုလိုင်နာအ၆လိုင်နာဆွဲတဲ့အတန်လေးနဲ့မက်စကာရာအရေကိုယူပြီးလိုင်နာဆွဲလို့ရတယ်တဲ့ဟုတ်တယ်လေအမင်းတူတူပဲနော်အမင်းချင်းတူတူပဲပြီးတော့ water proof ဆိုလို့ရှိရင်ပိုတော့ကောင်းလေနော် ီးတော့အရေးလဲအရေးဆိုတော့ပြောရမလို့ဆွဲရတာလွယ်မယ်ချင်တယ်နော်ကဲအဲ့တော့ဒါကတော့ဒါအပြင်သွားဖို့အတွက်ရုပ်တရက်အလှပြင်ဖို့မက်စကာရာအာမက်စကာရာမို့လိုင်နာကုန်နေပြီဆိုရင်မက်စကာရာအရေးလေးကိုလိုင်နာအတန်လေးနဲ့တုပ်ပြီးတော့ဆွဲလို့ရတယ်အာနောက်တစ်ခုကဘာလဲဆိုတော့ဇပင်ရဲ့အဖျားတွေကွဲဟိုပြော နှစ်နှစ်ခွာကြီးဖြစ်နေပေါ့နော်နှစ်ခွာကြီးအရန်ဖြစ်လို့နေပြီးဆိုင်သွားဖို့လည်းအချိန်ရမရဘူးပွဲမှာလည်းအဲ့ဒီစပေးနှစ်ခွာကြီးနဲ့ဒါဘလို့မှကြည့်ရတာအဆင်မပြေဘူးဒါမျိုးဆိုလို့ရှိရင်သူကဘာလုပ်ခိုင်းလဲဆိုတော့အာတခါဆိုလို့ပြောဘူးတာဘာလဲဆိုတော့လေဒီစပေးနှစ်ခွာဖြစ်တာရမီးနဲ့ မီးမြိုက်ပြီးတော့ခုတာလေအဲ့လိုခုရဲဆိုသူကစပင်းလေးကိုသူတို့သူတို့လိန်လိုက်တာစပင်းလေးကိုသူတို့လိန်လိုက်တာလိန်ပြီးတော့အစလေးကြီးအဲဒီလိုမျိုးထွက်နေတဲ့အစလေးတွေကိုဖျောင်းနိုင်မီးလေးနဲ့ညှိတိုက်တော်မထွက်ဘူးじゃんအရန်ကောင်းလားမသိဘူးထောက်ပြီးညှိအောင်မယ်ညှိအောင်မယ်အဲ့တော့ဒါမီးနဲ့ဆိုရင်တော့အဲ့လိုဒါပေမဲ့ကိုလုံးလို့ရှိရင်တော့ shrek နဲ့ဆိုလို့ရှိရင် body တိုးတတ်ပါဘူးအဟိုကတော့ဖြစ်သွားအဲ့ကတော့လည်း background ဖြစ်သွားပါအဲ့တော့ဒီလိုမျိုးလေးစပင်းလေးကိုလုံးကြည့်မယ်လုံးကြည့်အပြုံထွက်နေတဲ့ဒါမွမွမွလေးထွက်နေပြီဆိုလို့ရှိရင်အဲ့လိုမျိုးနီးနီးကြောင်ကြောင်မွမွလေးထွက်နေတာလေးကိုကက်ကြီးလေးနဲ့လိုက်ပြီးတော့ညှက်ပေးပတ်ချလေးညှက်ပေးပါ းပေါ့အဲ့ပြန်ကြည့်ပြန်ဖြေချလိုက်မယ်ဆိုပြန်လုံးဝရှင်းရအရင်လွယ်သွားမှာအဲ့ဟုတ်အဲ့လိုကြည့်အောင်မကောင်းအောင်ကောင်းအောင်ထပ်ပေါ်ရောက်ပါပေါ်ရောက်ပါဆိုတော့စမေးမကောင်းတော့ပေါ်ချင်မကောင်းတာတကယ်တော့အရင်ကနေစတယ်တော်တော်များများနဲ့ပေါ်တတ်သွား ကဲဒါတော့နည်းနည်းပေါ့နော်တအားကြီးတရလုံးတော့ဟိုညှက်လို့တော့မရဘူးကွာ professional စပင်ညှက်တဲ့သူမှမဟုတ်တာအဲ့လိုမျိုးလေးလည်းလုပ်လို့ရတယ်နောက်တစ်ခုကဗာလဲဆိုတော့စပင်လှိုင်းတုံလေးတွေလုံးလုံးတာပေါ့နော်အဲ့ဒါတခါခက်သေးပြန်မှဆိုကိုယ့်ဟာကိုလှုပ်ဖူးတယ်တကယ်အရန်ဟိုလှတယ်စပင်လေးလှတာလူတော့မဟုတ်ဘူးသူကတိလိုက်ကွာခေစားအိုကေကဲအဲ့ဒါဗာလဲဆိုတော့စပင်လေးတွေကိုချစ်ဆက်မီးလေးချစ်ချစ်ဆက်မီးလေးချစ်အာတကောင်းလုံးချစ်ပေါ့နော်ချစ်ပြီးသွားလို့ရှိရင်သူကဟိုပြောမှာအခြေကားပုံစံမျိုးလေးဖြောင်းဆက်လေးဖြောင်းဆက်လေးနဲ့ ဖိတာဖိတာအဲ့လိုမျိုးလေးဖိတာအဲ့လိုမျိုးလေးဖိပြီဆိုလို့ရှိရင်သူကဘာလဲဆိုတော့တကယ့်ကိုလှိုင်းတော့သမင်လေးရမှာပေါ့နော်အဲ့ဒါကြတော့အဲ့လိုမျိုးမဟုတ်ဘူးဟိုကျက်ဆက်မိကျဖို့လည်းအချိန်မရဘူးသမင်လေးအဲ့လိုလိုခုနလိတ်တယ်လို့လိတ်လိတ်ပြီးလို့ရင်အဲ့ဒါကိုတေးချဆွဲတင်းနေအောင်ဆွဲထားပြီးတော့ပေါ်ကနေဖြောင်းဆက်နဲ့တေးချပူပူလေးဆက်ရှိလက်ရှိလေးပေါ့ဖိပြီးအဲ့ဒါဆိုလို့ရှိရင်ဒါ Taylor Swift account ပေါ့နော်ဒီလိုလေးအဲ့အဲ့လိုမျိုးလေးဒါမျိုးလေးရမှာအဲ့တော့ဒါဟိုပြောရမယ်ဆိုလိုင်းကြီးရင်ကြီးတယ်လို့ပေါ့နော်တင်းရင်ကြီးတယ်လို့ရမှာဆိုတော့အိမ်မှာလုပ်ကြည့်လို့ရတယ် ောက်တစ်ခုကကြတော့ပိုနီတေးနှစ်ထပ်စီးတာဇပင်လေးရတချို့လေးစီးထားလို့ရှိရင်အနောက်မှာလေးပေါပွားရောင်ရောင်လေးဖြစ်နေတာကိုကိုစီးလိုက်လို့ရှိရင်တော့တချောင်းနဲ့ပဲငေါက်တောက်လေးထွက်လာတာပေါ့တကယ်တော့အဲဘလို့စီးရတယ်ဆိုတော့အပေါ်တလွားစီးတယ်လို့အပေါ်မြင့်မြင့်လေးတလွားစီးလိုက်စီးပွားလို့ရှိရင်အောက်ကတလွားအောင်လေအောက်မှာတလွားအပေါ်မြင့်မြင့်လေးထပ်စီးလိုက်ပေါ့နော်နှစ်ခုပေါင်းကြမလို့အဲ့ခါမှကျအောက်ကတလွားအောက်မှာရှိရှိလေးအပေါ်ကတလွား staff ညက်ထားဆိုတူတူလေးဖြစ်နေတော့အပေါ်ကတလွားအပေါ်မှာအုပ်လို့လေးဆိုဇပင်အနောက်မှာအုံထူးတယ်လို့မျိုးလေးဖြစ်နေတာအဲ့လေးလေးသုံးရတယ်ဟုတ်တယ်နော် ်ဟိုအလားပါတယ်လားဆိုတာသူတို့တွေကဒီနောက်ကပြုတ်ချက်တွေရှိတယ်နော်အကြိုက်ဆုံးကတော့ဒီမတ်စကာရာကိုအိုင်ရှာဒိုးသုံးတာတခါကြရင်လေဒီအပြင်သွားတော့မယ်ဆိုအိုင်ရှာဒိုးဘူးလေးပျောက်နေတာမျိုးတွေပါရှိတယ်အဲကြိုက်ကြံခဲ့တာမျိုးတွေကြာရင်ခုနကပြောသလိုမတ်စကာရာသုံးအောင်မယ်နော် ကဲခုခါကျတော့လေဒီအလားပါနဲ့ပတ်သက်ပြီးတော့အကြံပေးဦးမယ်မိတ်ကပ်လိမ်းထားနဲ့ပတ်သက်ပြီးတော့အမေးဖြေလေးလေးလုပ်ထားတယ် beauty talk မှာပေါ့နော်ဒီ health update ထဲမှာမေးထားတာလေးအဲ့တော့သူမေးထားတဲ့အဖြေလေးတွေရောနောက်ဘူးသူကလည်းရစေရဲ့အတွက်ကြောင့်ပြောပြပေးမယ်အဲ့တော့မိတ်ကပ်အရေးလိမ်းတဲ့အခါပေါ့သူပြောထားတယ်မိတ်ကပ်တွေကွက်တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုတို့ကဒီလိုကမဖြစ်အောင်ဘယ်လိုလိမ်းရမလဲတဲ့အဲ့တော့မိတ်ကပ်ရေလိမ်းပြီဆိုရင်တော့အားလုံးသိပါတယ်လိုသလောက်ထည့်မယ်ပြီးလို့ရှိရင်သူကရေမြုပ်သုံးပြီးတော့အနံ့ညီအောင်ဆွဲရတော့ကောင်းတယ်ပေါ့နော်ရေမြုပ်ကတော့ညီတယ်နောက်တစ်မျိုးကကျတော့လက်နဲ့သေချာညှိမယ်ဆိုရင်လည်းအချိန်ပေးပြီးတော့ညှိမယ်ဆိုရင်တော့ညှိပါတယ် တဲ့နောက်တစ်ခု မျက်နှာပေါ်မှာလုံးဝမိတ်ကပ်မကွက်အောင်တတိထားမယ့်အချက်ကတော့ပေါက်ဒါဖို့အောင်ပါအခါကျရင်ပေါက်ဒါမရှိလို့ရှိရင်လူတွေကလောက်ထွက်ကြတယ်ခရမတ်တန်းပြီးတော့ရိုက်လိုက်ကြပါတော့အဲ့ကျရင်မိတ်ကပ်ကွက်နိုင်တယ်အဲ့တော့ပေါက်ဒါလေးသုံးပေးပါတဲ့အဲ့ဒါမှမိတ်ကပ်မကွက်အောင်ပေါ့နော်ဒါသူပြောထားတဲ့မိတ်ကပ်မကွက်အောင်လင်းနေနောက်တစ်ခုကကျတော့ဒီ two way gate တွေကိုသုံးတဲ့အခါကျရင်ရေမြုပ်အချောက်နဲ့အဆိုးနှစ်မျိုးရှိရယ်ပေါ့နော်များသောအားဖြင့်အဆိုးကိုသုံးကြတာများတယ်ဒါမိတ်ကပ်ပညာရှင်တွေနော်ဟိုရေမြုပ်ကိုရေစုပ်ပြီးတော့တုတ်ကြတယ်အဲ့တော့သူကပြောတယ်အဲ့ဒါကဘလို့အားသာချက်နဲ့ဘလို့ကွာတာလဲဆိုတဲ့အဖြေလေးပေါ့အဲ့ဒါကိုပြောထားတာရေမြုပ်အချော ောက်ကကြတော့ဒါလုံးဝပေါ့နော် ရေမဖြန်းအောင်တော့ဗာလဲဆိုတော့တဘာဝအတိုင်းအချိန်ကြာကြီးလှပစီဖို့အတွက်ပေါ့နော်လူရာပါတဲ့ရေမြုပ်အဆူကကြတော့သူကဗာလဲဆိုအပြက်နာစာကြီးဖုံးကျင်အမျက်နာမှာအဆက်ပြောက်လေးရှိနေတဲ့သူတွေကရေမြုပ်ကိုရေလေးဖြန်းတဲ့ဘူးလေးရှိတယ်ရေထည့်ပြီးတော့တခြားဖြန်းဖြန်းပြီးတော့ပုတ်မယ်ဆိုလို့ရှိရင်အနာစာကြီးဖုံးအုပ်သွားပြီးတော့မျက်နာလေးကိုချောမွေ့စေပါတယ်တဲ့မျက်နာမြင်မှာအဖူးချိုက်နေလုံးဝမရှိဘူးဆိုရင်တော့သူကအချောက်ကတော့အကောင်းဆုံးပဲပြောတယ်ဘာလို့ဆိုတော့ဟိုဖုံးကွယ်ဖို့လည်းမလွယ်တဲ့အတွက်ကြောင့်ပေါ့နော်ခုနပြောရေမြုပ်အချောက်လေးတော့တကယ်လို့ဖုံးကွယ်ဖို့လူတွေ ယ်ဆိုရင်းမြစ်အစုံသုံးပါတဲ့နှစ်မျိုးပေါ့နော်နောက်တစ်ခုကကြတော့ဒါဘာပြောထားသေးလဲဆိုတော့ make up လိမ့်တဲ့အခါပေါ့နော် BB cream တွေပါဝင်တော့ပြီဆိုရင်အယောင်ပေါ့ကိုနဲ့လိုက်တဲ့အယောင်ဘယ်လိုရေးမလဲဒါကလည်းခဏခဏအကြံပြုဘူးတယ်သူကလည်းထပ်ပြောပြထားတယ်မီးယိုးပေါ်မှာ BB cream ကိုအယောင်ကိုလိမ့်တယ်ဒီမီးယိုးပေါ်မှာလိမ့်လိမ့်ပြီးတော့ပြေတခြားပုတ်ကြည့်လိုက်တဲ့အဲ့ဒီမှာမှလိုက်ဖက်တဲ့အယောင်ဆိုဒါဝဲလို့ရတယ်နောက်တစ်ခုကကြတော့လက်ကိုလက်ပေါ်မှာလိမ့်ပြီးလို့ရှိရင်အဲ့လက်ကိုနေအောင်မှာထောင်ကြည့်လိုက်ပါတဲ့လက်ဖြံပေါ်ကိုလိမ့်ရမှာ BB cream လေးလိမ့်လိုက်ပါအဲ့ခါကျရင်လိုက်ဖက်တဲ့အယောင်ဖြစ်နေပြီဆိုရင်တော့ရွေးပါတဲ့ နောက်တစ်ခုအကြံပေးထားတဲ့အသားရောင် online ပေါ့နော်ပန်းသွေးရောင်အသားရည်ဆိုလို့ရှိရင်အရောင်ဖြော့နောက်ပြီးတော့အဝါရောင်တန်းတဲ့အသားရည်ရာကြတော့အရောင်ရင့်နာရဲနောက်အစိမ်းရောင်သွေးကြောရှိရတဲ့တွေရာကြတော့ပုံမှန်အရောင်မျိုးပေါ့နော်အဲအဲ့လိုမျိုးတွေရွေးလို့ရတယ်ဒါရေဘူးအားဖြင့်ပြောထားတာနောက်တစ်မျိုးကလည်းဆန်းပြီးတော့ရွေးလို့ရတယ်နော်ဒါပေမဲ့တစ်ခါကြိုက်တချို့ makeup တွေကပေးမဆန်းဘူးကစင်းနေတယ်အဲ့ကြရင်တော့ခုနပြောသလိုကို့အသားရောင်အောင်ဘာရောင်လဲကြည့်ပြီးတော့ဝယ်ရမှာပဲနော်ဟုတ်တယ်နော်ဒါကတော့ makeup လေးလေးနဲ့ပတ်သက်ပြီးအကြံပေးထားတယ်နော်ခြေခံလေးတွေသိရမှာနော်ဟုတ်တယ်ကဲကုလှပရည်ရည်ပြောပြသွားပြီးခဏနားအောင်မယ်နော်ထပ်ပြီးတော့ပြောပြပေး မယ်အလှပရေးရာအကြောင်းအရာတွေတက်နေပါသေးတယ်ခဏနေကြရင်ပြန်လာခဲ့ပါဦးမယ်ရှင်